မသေးခင်စိုက်စားသွားတဲ့ငေါ်အပင်များနံပါတ်1နှက်ခမ်းပင်ဒီအပင်ကတော့ kiss ပေးစရာသမီးရေးစားမရှိတဲ့သူတွေအတွက်စောင့်ထားတဲ့အပင်တစ်မျိုးပဲဖြစ်ပါတယ်သူ့ရွက်ကလူနှက်ခမ်းပုံတရံရှိပြီးတော့မျိုးစိတ်ပေါ်မူတည်ပြီးအယောင်ပြောင်းသွားလေးရှိပါတယ်တချို့သောမျိုးစိတ်တွေဆိုရင်လူနှက်ခမ်းနဲ့တထေရာတဲ့တူတဲ့အပင်မျိုးတွေပါရှိပါတယ်ဒါပေမဲ့ဒီအပင်ကရေရွှမ်းမိအစေးများတဲ့အပင်တစ်မျိုးဖြစ်လို့လက်တဲ့ဆန်းစရာတွေပါရှိတယ်ဆိုရင်သတိလေးထားကြဖို့အကြံပေးချင်ပါတယ်နံပါတ်1တောက်ဖြစ်ရုပ်ကျွင်းပင် ဒီပင်ကိုရုတ်တရက်ကြီးလိုက်ရင် လူချင်းမင်းတို့လိုပဲညှိုးနေရလို့ထင်ရပါတယ်။ဒါပေမဲ့ဒီပင်ကတော့ငကူ origin တွေကဒီလိုပုံစံမျိုးပဲပေါက်တက်တာဖြစ်ပါတယ်။နောက်ပြီးဒီပင်တွေကကဘာပေါ်မှာအသက်ရှည်ဆုံးအပင်တွေလို့ပြောလို့ရပါတယ်။ခုမြင်နေရတဲ့အပင်ဆိုရင်နှစ်ပေါင်း1000ကျော်လောက်တောင်ရှိနေပြီလို့သိရပါတယ်။ကနာရီထဲမှာပေါက်လေးရှိပြီးတော့ကြောက်ခိတုံးကကြံရှိခဲ့တဲ့အပင်အကျဉ်းညာနေလို့လဲဆိုပါတယ်။အဲဒီလိုမျိုးကိုယ့်အိမ်ကအပင်တွေညှိုးနှွမ်းနေပြီဆိုရင်တော့မြမအောပါကူတာအသုံးပြုလိုက်ဖို့အကြံပေးချင်ပါတယ်။ နံပါတ်3တောက်စားကြီးတဲ့အပင်အခုမြင်နေရတဲ့အပင်ကတော့ကဘာပေါ်မှာတောက်စားကြီးဆုံးအပင်ဆိုပြီးတော့နာမည်ကြီးပါတယ်အပင်အများစုကနေအောင်ကြီးနဲ့အစာချက်ကြတယ်ဆိုပေမဲ့ဒီအပင်ကတော့အင်းဆက်တွေကိုစားပြီးအစာချက်တာပါရေခရားပုံစံအရွက်တွေရှိပြီးတော့ဒီအရွက်ထဲလမ်းမပြီးရောက်လာတဲ့အကောင်တွေဆိုရင်ပြန်လမ်းမရှိဘူးလို့ဆိုပါတယ်ကဘာပေါ်မှာအကြီးဆုံးအသားစားပင်တစ်မျိုးဖြစ်ပြီးတော့မလေးရှားနိုင်ငံမှာပဲအများဆုံးတွေ့ရတတ်ပါတယ်အဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းတနင်္သာရီတိုင်းရေတောင်ပိုင်းဒေသတွေမှာဒီအပင်တွေကိုမကြာခဏတွေ့ရတတ်ပါတယ် မလေးရှားမှာတော့အကြီးဆုံးအပင်မျိုးစိတ်တွေကိုတွေ့ရတတ်ပြီးတော့လက်ထောင်စာလောက်တောင်ကြီးတယ်လို့ဆိုပါတယ်။အဲအပင်ကြီးရင်ကြီးတယ်လို့တခါတလေကြွက်တွေငှက်တွေကိုပါဖန်ဆားတတ်တယ်လို့ဆိုပါတယ်။နံပါတ်၄အစိပ်ပင်ဒီပင်တွေကိုမြောက်အမေရိကတိုင်းမှာတွေ့မြင်ရတတ်ပြီးတော့ကမ္ဘာပေါ်မှာအနည်းအများဆုံးအပင်ဆိုပြီးတော့နာမည်ကြီးပါတယ်။ဒီပင်ကအသီးကိုတခိုင်းလောက် စားမိရုံနဲ့တင်ဘဝတစ်ပါးကိုကူပြောင်းသွားနိုင်တယ်လို့ဆိုပါတယ်။ အသေးတွေမဟုတ်ပဲနဲ့အရွက်ကနေပင်စီအထိကိုတပင်လုံးဆိတ်ရှိနေတာဖြစ်ပြီးတော့ထွက်လာတဲ့အစေးတွေကအစားအသားရေကိုလောင်မြိုက်စေနိုင်မှာအဲဒါတော့ဒုက္ခပေးတဲ့တစ်ပင်ကိုခုတ်ပြမအေးမယ်ဆိုပြီးလုံးလုံးလည်းမရပါဘူးအချောင်းကတော့တစ်ပင်ရဲ့ပင်စီတွေကနေတစင်းအမိမပြုတ်နိုင်သေးတဲ့အဆိတ်ငွေတွေထွက်လွန်နေလို့ပါအကြောင်းခုတ်လိုက်ရင်အစိတ်တွေပေါဝင်ခြင်းကိုပြန့်နှံ့ကုန်မှာဆိုလို့အစိုးရကလည်းဒီတိုင်းကြည့်နေရတာဖြစ်ပါတယ်။အကြောင်းတောင်းတဲ့တောင်းတဲ့တွားရင်တတိလေးစားခြင်းစရာလေးဆိုပြီးတော့တွေ့ကြရရှောက်ငတ်မနေကြဘူးအကြံပေးခြင်းပါ။နံပါတ်5နတ်သမီးထောင်ချောက် ဒီပင်ကတော့ငငယ်တုန်းကကျောင်းစာအုပ်တွေထဲမှာသင်ခဲ့ရတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ငငယ်တုန်းကဒီခန်းသင်နေတုန်းအိပ်ပျော်နေခဲ့ရဆိုရင်နောက်တစ်ချိန်ထပ်နားထောင်သွားဖို့ပြောချင်ပါတယ်။နေသမီးထောင်ချောက်ပင်လို့ခေါ်ပြီးတော့အင်းဆက်တွေကိုဖမ်းယူစားတောက်တတ်တဲ့အပင်အဖြစ်နာမည်ကြီးပါတယ်။တကယ်တော့ဖမ်းယူစားတောက်တယ်ဆိုတာကအင်းဆက်တွေကိုယ်တိုင်ကပါဇက်ထဲလာနားကြတယ်လို့ပြောရမှာပါ။ဒီပင်ကလည်းအင်းဆက်တွေကိုအစာချက်ပြီးတော့အသက်ရှင်ရတဲ့အသားစားပင်တစ်မျိုးဖြစ်ပါတယ်။တကယ်တော့နေသမီးထောင်ချောက်လို့တော့ပြောလို့မရပဲနဲ့အင်းဆက်ထောင်ချောက်ဆိုပြီးနာမည်ပေးခဲ့ရမှာဖြစ်ပါတယ်။ အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်